ဖြစ်ပြန်ပြီးရှင် online ကနေကားတွေဆန်ကယ်တွေခေါ်တတ်တဲ့သူတွေအထူးတတိထားကြပါတော့ရှင်အခုတလောဒီပုံစံတင်းကမကြာခဏထွက်တယ်ဒီအဖြစ်ပြက်ကဒီနေ့15ရက်နေ့3လပိုင်း2025ထိုင်းနေကဗန်ကောက်မြို့ထဲမှာဖြစ်သွားခဲ့တာရှင်ဖြစ်စဉ်ကတော့အသက်20နှစ်အမျိုးသမီးကပြီးခဲ့တဲ့12ရက်နေ့ညတော့က သူကစားတော့ဆိုင်တဆိုင်မှာအလုံးလုံးတယ်ဒါပေမဲ့သူကညပိုင်မှာအလုံးဝင်တဲ့ရှင့်ဒါကြောင့်အဲ့ဒီညည9နေအချိန်လောက်မှာသူအလုံးတွားဖို့သူက app ထက်ကနေကားကိုခေါ်လိုက်တယ်သူငယ်ရှင်တို့တွေခက်မယ်များအခုလည်းတုံးနေကြလောက်တယ်ရှင့်သူခေါ်တော့ကားဆရာလည်းလာတယ်တဲ့ရှင့်လာတဲ့ကားဆရာကယောက်ျားလေးဖြစ်တယ်တခါတလေဆိုမိန်းကလေးမလားအညသူကယောက်ျားလေးရတယ်တဲ့ရှင့်သူကအဲ့ဒီကားကိုတက်လိုက်တယ်ဒါပေမဲ့သူအနောက်ကအာထိုင်တဲ့နေရာမှာထိုင်တယ်အရှိခံကိုမထိုင်ဒါပေမဲ့ကားတွားတာမကြတိဘူး ူကကားမူးရရှင်မူးတော့သူအော့ရှင်နဲ့အန့်ချင်းနဲ့ဒါကြောင့်သူကကားဆရာကိုတက်စီဖြစ်စိန်တက်ဆိုင်မှာကားခဏတော့ရက်ထားခိုင်းတဲ့သူအဲ့လိုမျိုးဆင်းအော့ဆင်းအန့်ပြီးဆေးတော့ဝယ်ဖို့ရှင်သူလည်းဆေးတော့ဝယ်ပြီးအာဆေးတောက်ပြီးကားပေါ်ပြန်တက်လိုက်တဲ့ပြီးတော့ကားဆရာလည်းကားမောင်းသွားလိုက်တယ်မကြဘူးကားဆရာကသူ့ကိုညီမလေးအနောက်မှာထိုင်ရတာမတက်မတာဖြစ်ရင်အရှိကိုလာထိုင်ပါလား ားဆီယာကသူ့ကိုအဲ့လိုပြောပြောပြီးတော့သူလည်းကားဆီယာကစေတနာရှိလို့စိတ်ကောင်းလို့ထင်ပြီးသူလည်းအရှိဖက်ခံမှာသွားထိုင်လိုက်တဲ့ကားဆီယာဘေးမှာထိုင်လိုက်တာရှင့်တူကားဆီယာဘေးမှာထိုင်နေမှာကြဘူးကားဆီယာတူကိုမေးတယ်ညီမလေးတက်တာလားဘယ်လိုနေလဲအစပိုင်းတူလက်ကိုခိုင်နေတဲ့ရှင့်ကားဆီယာကတူလက်ကိုခိုင်ပြီးသူရဲ့ဘိုက်ကိုသွားခိုင်တယ် ဲ့ဒီနောက်ကားဆရာကသူ့ရဲ့ပေါင်ကိုတွားကင်တဲ့အခြေအနေမကောင်းတော့သူကားဆရာရဲ့အတန်ကိုဖန်ထားလိုက်တဲ့ရှင်ကားဆရာကသူ့ကိုဘာတွေပြောလဲဆိုတော့ညီမလေးအလုတ်ကိုမတွားပဲနဲ့ဒီအနီးတစ်ဝိုက်နေရာကိုတွားကြမယ်လေအာခဏလေးပဲညီမလေးအဲ့လိုမျိုးတွားလို့မယ်လေအာညီမလေးလည်းအကိုဘာတွေပြောနေတာတော့ညီမလေးအဲ့လိုမလုံရဘူးအဲ့လိုမင်းလာရောင်းရဘူးအဲ့ကားဆရာ တီးတီးနေတဲ့ဟာကိုအသက်ကြီးပြီးအကိုပါဆိုလို့ရှင်တယ်လဲဆိုတာညီမလေးတီးတယ်မလားသူလဲညီမလေးအဲ့လိုမျိုးမလုပ်ရဘူးညီမလေးကညစာတောက်ဆိုင်အလုပ်တော့လုပ်ရုံပဲလို့ပြောတယ်ညီမလေးကိုစာတောက်ဆိုင်မှာပဲသွားပို့ပေးလို့သူကကားဆရာကိုအတင်းပြောတယ်ရှင်အဲ့ဒီအချိန်မှာကားဆရာကသူ့လက်ကိုယူပြီးကားဆရာရဲ့ဘိုက်ကိုတပုတ်ခိုင်းလိုက်တယ်တဲ့ရှင်မင်းကလေးသူ့အလုပ်နေရာကိုရောက်တော့ကားဆရာကသူ့နောက်လိုက်လာပြီး ဒီနေ့အလုံးမဝင်တော့ပဲနဲ့အကူနဲ့လိုက်သွားပါလားဒါမှမဟုတ်အကူနဲ့ခဏပဲလိုက်သွားလို့ရမလားဒီအနည်းအနားမှာပဲဒီနားမှာပဲအာဆက်5မိနစ်ပဲပြီးပြီလို့ပြောတယ်ရှင့်သူလဲပါဆက်5မိနစ်လဲကားဆရာကအိမ်မက်လေးလဲတီးတာပဲအာငွေရှင်တို့လဲတီးလောက်တယ်ရှင့်ဆက်5မိနစ်ပဲပြီးပြီပြီးပြီလို့သူပြောတယ်မဲ့မင်းကလေးကလိုက်မသွားခဲ့ဘူးဒီကိစ္စအချားမင်းကလေးတွေအချားသူတွေလဲသူ့လိုမခံရအောင်အွန်လိုင်းပေါ်မှာတင်လိုက်တယ်ရှင့်ဒီလိုမျိုးနာဘူးကားဆရာကအရန်များတယ်နော်ရှင့် အမှန်ဆို app technique ခေါ်တဲ့ကားဆရာတွေပဲနာဖူးထားတတ်တယ်မဟုတ်ရှင့်အပြင်ကကိုငားတဲ့ taxi တွေလည်းတချို့နာဖူးတတ်တဲ့ကားဆရာတွေစင်ကဲ taxi သမားတွေလည်းအများကြီးရှိရဲ့အဲ့တော့ဘယ်တော့သွား queue site ကြပါရှင့်ဥမာညဖက်တယောက်ထဲအပြင်သွားတယ်ဒါမို့ပြန်လာတဲ့အချိန်ကားတွေ taxi တွေတဲ့ရမှန်တည်ရင်အတူအပြဲဝတ်တာနည်းနည်းလျှော့လိုက်ပေါ့နော်ရှင့် ရောက်ထဲမှာသွားတာကောင်းတယ်ဘယ်တော့သွားအဖို့နဲ့သွားတာအကောင်းဆုံးပဲတချို့ကဆရာတွေဆင်ကန်ဆရာတွေကသူတို့နာဖူးမထပေမဲ့ငွေမဲ့တန်ရှင်ငွေလိုရှင်လို့ငွေရရှင်လို့လောက်သွားတဲ့ကားဆရာတွေလည်းအများကြီးရှိတယ်အဲ့တော့အထူးကျူးဆိုင်ကြပါနော်ရှင်ခုထိတော့ရဲကတီကားဆရာကိုမဖမ်းမိသေးဘူးအဲ့ဒီအထက်ကကိုမောင်းနေတော့မလားတော့မသိဘူးရှင်